ဲ့ဒါဥမာဆိုတာယဟနာပုဂ္ဂိုလ်ကြီးပေါ့ယဟနာပုဂ္ဂိုလ်ကြီးဆိုသွားလူလို့ချင်းဟာယန္တာကြီးကငါစကားပြောရင်ငါတော့ဝန်တာတာပေါ့ဆိုတာဒါကိုယ်ကိုဂရုစိုက်ကြည့်ခြင်းလို့မာလူတာဆိုရင်ဒါကဖားတာဖားတယ်လို့ခေါ်တယ်ဆိုတာဒါမယိုးမသားလောက်တာနောက်ကြွားပြီးလူတဲ့လူကြတော့ကိုယ်နာမည်ကြီးခြင်းလို့လူတာဖားတာမဟုတ်ဘူးเนาะ ဒီလိုလူရင်တော့ငါကနာမည်ကြီးမှာပဲငါ့ကိုလူတွေထင်ကြီးမှာပဲဆိုတော့အဲ့ဒါကြွားပြီးလူတာအဲ့ဒါလည်းမကောင်းဘူးအတန်အဆင့်တန်းမရှိဘူးသူကမာပြီးလူတဲ့လူကတော့သဘောအချင်းနှမျိုးပေါ့ဟိုမလူသိတဲ့နေရာကလူရင်မှားတယ်ပေါ့ဟောပုဂ္ဂိုလ်ဇွဲရီဘာတွေနဲ့လူရင်လည်းဒါမှားတယ်ပေါ့ဟိုမမလူသိဘူးအာမပေးတဲ့နေရာအပေးသွားရင်ဒါမှားတယ်ပေါ့တစ်ချက်ပေါ့နောက်တစ်ခါ ဒီအလူမှာဒါကတော့အချင်းမြင့်တန်းရောက်သွားပြီလူတဲ့ကမှာလူလိုတဲ့စေတနာကလူတော်ငါလူတယ်လို့အဲဒီလိုပုဂ္ဂိုလ်ရေးရခင်မှာသွားရင်လည်းပဲဒါမှားတဲ့အလူလို့ခေါ်တကယ်အလူတယ်ဆိုတာအလူမှန်သမျှကစိတ်စေတနာအနေလာတာစေတနာတွန်းလိုက်တော့မှဒါဒီငွေရထွက်သွားတာပစ္စည်းရထွက်သွားတာ သားစရာတောက်စရာတွေကထွက်သွားတာသူကဥမာလူတွေကိုသမင်းဟင်းတွေချက်ကျွေးမယ်အစည်ရနာအနေတွန်းထုတ်လိုက်တာနှမျောနေတွန်းလို့နေဘယ်တော့မှမထွက်ဘူးအဲ့တော့စည်ရနာလူတော့ငါလူတယ်လို့ထင်ရင်ဒါဒိဋ္ဌိနဲ့လူတဲ့အလူဆိုတော့ဒါမှားပြီးလူတဲ့အလူလို့ခေါ်တယ်ငါလူရင်ငါရမှာပေါ့ကငါလို့ရင်ငါရမှာပေါ့ငါလို့ရင်ငါခံရမှာပေါ့ဆိုတာအဲ့ဒါ ူဒါလည်းပုပ်ကိုပြီးတော့တူဒါလည်းငါပဲရတာလည်းငါပဲဆိုတော့သတ္တရဒိဋ္ဌိလို့ခေါ်တယ်ဆိုတာဒါကတော့နည်းနည်းအစင်းမြင့်တရားပေါ့လေဒါပေမဲ့အဲ့ဒီလိုစိတ်ထင်နဲ့လုံနေအဲ့ဒါအလူကမှားနေပြီတဲ့ခေါ်တယ်တကယ်ကပုပ်ကိုရေးမပါတော့မှာပုပ်ကိုရေးမပါတော့ဆိုတာ စေနာလူလိုတဲ့စေနာနဲ့တူတယ်လူတဲ့လူတဲ့ခါပြီးပြီးတဲ့ခါမရှိတော့ဘူးနေစာဆိုရင်ဒါကဒိဋ္ဌိပြုတ်ပြီးအမှားပြောက်အမှားမပါတဲ့အလူမာယွင်းစွာသိပြီးတော့မာယွင်းစွာမှတ်ပြီးတော့နော်ဒီငါ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 အလူဆိုတာမဟုတ်ပဲနဲ့ပုဂ္ဂိုလ်ရေးမှာပါသဘောတရားရေးဩဒီစေနာဆိုတဲ့သဘောတရားလေးရနေပြီးတော့ဟောဒီကိစ္စဖြစ်သွားစီတာဖြစ်သွားပြီးတော့မရှိတော့ပါဘူးဆိုတာ ဒါဝိပဿနာဉာဏ်ရဲ့ရှေ့ပြေဒိဋ္ဌိဖြုတ်တယ်ခေါ်တယ်။ယူမဖြောက်ပြီးလူတဲ့လူပါ။အဲ့ဒါကြတော့မှန်တဲ့လူလို့ခေါ်တယ်။နောက်ခုနမာပြီးတော့သွားလူမိတယ်မလူတဲ့နေရာသွားလူမိရင်ဒါလည်းပဲမှားတဲ့လူပဲ။နောက်တစ်ချက်ဒီလူနင်းတော့လူနင်းတယ်သို့တော့အဲငါကငါလှုပ်တာပဲငါလူတာပဲလို့အဲဒီလိုထင်နေလုံမိရင်လည်းပဲအဲ့ဒါဒိဋ္ဌိဆိုတဲ့ သတ္တရဒိဋ္ဌိတို့တက္ကရာဒိဋ္ဌိတို့ဒါတွေနဲ့ပါသွားတဲ့အတွက်ကြောင့်ဒါမာယွင်းတဲ့အလူလို့အစင်တမ်းမမြင့်တဲ့အလူပေါ့အလူကြောင့်ကောင်းတဲ့အကျိုးပေးပေမဲ့နော်ဒီတက္ကရာဆိုတဲ့ဒီဒိဋ္ဌိအကျိုးရှိနေတဲ့အတွက်ကြောင့်ဒါပြီးရင်အပင်ငယ်ကိုဆွဲချသွားတော့နော်ဒီအောက်တန်းကြတဲ့ဘဝတွေကိုပြန်ဆွဲချသွားနိုင်ဒါရှင်းပြရင်တော့အရှိကြီးပေါ့လက်တလုံးမှာခုနပြောတဲ့ အဲဒီအလူလုတ်တဲ့ခါတွေမှာသဘောတရားကြီးရရခွဲကြည့်ရင်အဲ့ဒီလူလေးတွေကရှိနေတတ်တယ်။ဟောတီးတဲ့ခါကျတော့ကျွားတာတို့ဖားတာတို့မှားတာတို့မဖြစ်တော့ဘူးပေါ့။မဖြစ်တော့တက်တာတာပေါ့။အမှန်ကန်တော့အဋ္ဌညာလည်းတိုးတက်သွားတော့။နော်မှန်တဲ့အခါမှာအောက်မကျတော့ဘူးတိုးတက်သွားတယ်။ You will say it in a cheat, you know. ပုဂ္ဂိုလ်ရေရခင်းနေပဲဆိုကြပါလိမ့်မယ်ခင်းနေသရာတော့လေဓာတ်တဘောတွေလည်းပါတာပေါ့အဲ့ခါမှာကျွေးချင်မွေးချင်လေးတွေရှိတယ်ဒါသူတို့စေတနာရနော်သူတို့စေတနာရလာတာငါကနမေကုံသတင်းကြောင့်လာတာမဟုတ်ဘူးနမေကုံသတင်းကြောင့်လာတာမဟုတ်တဲ့အတွက်ကိုယ်ရဲ့မျက်နှာသာပေးမှုလည်းသူကလိုချင်တာမဟုတ်ဘူးတဲ့တဲ့မဲ့ကို ဣဒ္ဓစေနာနဲ့ကောင်းစေခြင်းလို့ကျွေးတာကြတော့ပေးတာကြတော့အဲ့ဒါကိုဖားတာလည်းမဟုတ်သူတို့ကိုသူတို့ကြွားတာလည်းမဟုတ်သို့တော့ဒီမှာငါငါလုတ်တဲ့လုတ်လို့အဲ့ဒီလိုလေးအထင်ရှိနေသေးရင်တော့အမားထဲမှာတော့ပါတယ်အမားထဲမှာပါတယ်ဆိုတော့ဒိဋ္ဌိမပြုတ်တဲ့အလူလို့ဆိုလိုတာအဲ့ဒါလေးတော့အဲ့ဒါတော့ကြံနေတာပေါ့ဒါကတော့အဆင့်တန်းနောက်တစ်ခုဆိုတော့နောက်တစ်ခံမြင်ရမယ့်ဟာကြတော့ နောက်ဒီသဘောတရားနားလည်သွားရင်တော့ဒါနောက်ထပ်မြင့်သွားတာပေါ့ဟိုမာတဲ့လူလို့ပြောပေမဲ့ကိုလိုကြီးအလကားဖြစ်သွားတဲ့အလူတော့မဟုတ်ဘူးငါပါနေတဲ့အတွက်ကြောင့်တရားသဘောရပြောရင်မှားနေသေးတယ်ဆိုတဲ့သဘောလို့ပြောလို့ရတယ်ကုသိုလ်ကောင်းမှုတော့ဖြစ်တယ်ဒါပေမဲ့လွတ်လွတ်လပ်လပ်လွံ့မြောက်နိုင်တဲ့အထိတော့နိဗ္ဗာန်ဆိုတဲ့သဘောအထိတော့ ဒီကုသိုလ်ကောင်းမှုကနိဗ္ဗာန်ကိုမမြင်စေနိုင်ဘူးပေါ့ဘာဖြစ်လဲဆိုတော့မှားနေတဲ့အတွက်ကြောင့်ငါဆိုတဲ့အယူမှဒိဋ္ဌိထည့်ထားတဲ့အတွက်ကြောင့်နိဗ္ဗာန်ဒီဒိဋ္ဌိဆိုတဲ့အယူမှပြောက်တော့မှနိဗ္ဗာန်ငြိမ်းအင်းလွတ်မြောက်မှုကသွားပြီးတော့ပတ်သက်လို့ရတာ ਉ အဲ့တော့ဒါသက်တာဖို့အတွက်ပြောတာပါ သက်တာဘုရားတည်သွားရင်သက်တာပဲတည်သွားတဲ့အခါမှာပေးရကန္နာလူရာတန်းတာပါသက်တာသွား